စပယ်တောင်ကျင်းစင်တောင်ကျင်းနီစီမံကိန်းအတွက်တင်ဆက်ထားတဲ့လေယာမြေတွေအတွက်မြေယာရော်ကြီးသွားရောက်တောင်းဆိုတဲ့ဒေသခံတွေကိုမြန်မာစီဝါယူဥပိုင်လီမိတက်ကပုံမှန်၃ခုနဲ့တရားစွဲဆိုလိုက်တဲ့သတင်းကိုတော့ဒေါက်ခင်မင်းစောကပေးပို့ထားပါတယ်ခင်ဗျာပုံမှန်တလေးလေးထုတ်ပြန်ထားတဲ့တက်ထူရီစီမံကိန်းနယ်မြေတွင်းမှာရှိတဲ့မြန်မာရန်စီရုံးချိတ်ကိဝါကိုကျူးကျော်ဝင်ရောက်ပိတ်ဆို့မှုနဲ့ကိုတရားအောင်ဆို ကိုမိုးခိုင်နဲ့ကိုတော်တာထွန်းတို့ကိုပုံမှန်တုံးတဲ့မြန်မာစီးပွားရေးဥပဒေကြီးတက်ကကလေးကြီးမြို့နယ်တရားရုံးမှာစက်တင်ဘာလ17ရက်နေ့ကအမှုဖွင့်လိုက်တာပါ။တားတာတော်ကြီးတို့မြေရှင်နေတာ။တားရင်လို့ရှိရင်ဒီအယောက်200ကျော်300ကျော်တရားဆွဲဖမ်းချုပ်ထက်ထက်အဲ့ဒါပဲနော်။ကလေးတွေကဘာမှမဆိုင်ဘူး။ရေရောချေးမှမပေးရှင်မနဲ့တရားဆွဲဆိုလဲဆိုတော့ဒီတော်ကြီးတို့ဒီတားကန်နေမြေရှင်နေနေရတော့တော်ကြီးတို့ကလည်းမခံဘူး။ တရားဆက်ဆိုခံရသူတွေကတော့ကုမ္ပဏီကတင်စီထားတဲ့သူတို့မြေယာဧက8253ဧကအတွဲမြေယာရောက်ကြေးပြဖို့တောင်းဆိုတဲ့အနေနဲ့၄ရက်ဆွေးနွေးဖို့တရားဝင်အကြောင်းကြားထားပြီးမှတရောက်ခဲ့တဲ့အတွက်ပိုင်နဲ့ကျူးလွန်ခဲ့တာမဟုတ်ဘူးလို့ပြောပါတယ်။လူစုလူဝေးဆိုကျွန်တော်တို့အစောအစောကြီးကတည်းကကျွန်တော်တို့ဒါဒီဆွေးနွေးဖို့အတွက်ကိုကျွန်တော်တို့ပါတယ်ကြေးပါ အာလူတွေချိတ်ပြီးတော့ကျွန်တော်တို့ဒီရက်ဒီရက်မှာလာမယ်ဆိုပြီးကြိုတင်အကြောင်းကြားထားတဲ့တွေ့တာဒါကတော့ကြိုးရပေါင်းဆောင်သွားတဲ့တော့ကတော့ဒါကတော့လူစုလူဝေးဆိုတော့သွားမယ်တကယ်လို့တို့ကဒီလူစုလူဝေးနဲ့မလာဖို့မပြုတ်ဖို့ဆိုရင်ကျွန်တော်တို့ဒါတားမြစ်တာတွေကြိုတင်အကြောင်းကြားတာတွေဘာတစ်ခုမှမလုပ်တဲ့တော့ကျွန်တော်တို့ဒါလူစုလူဝေးနဲ့ဆွဲတဲ့ပုံမှာကျွန်တော်တို့အနေနဲ့ဒါလည်းမတရားပုံမှာပဲလို့ယူဆတယ်ဒေတာကန်လက်သိန်းခံတောင်သူတွေကတော့မြေရရကြီးရရှိရေးတဘာဝဖွဲ့ဝင်ချင်းထိန်းသိမ်းရေးအလုပ်သမားခံထားရေး စီမံကိန်းကနေဒေသခံပြေရမုံငွေတုံးဆက်ခဲ့တာရင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆွေးနွေးဖို့ကုမ္ပဏီရှိမှမေလ25ရက်နေ့ကစတင်ပြီး၃ရက်နှစ်ညတိုင်တိုင်းစားရောက်ဆောင်လိုင်းတောင်းဆိုခဲ့တာပါအခုမှုကိုသလင်းကြီးမြွနဲ့တရားရုံးကတရားသူကြီးဦးရွှေမြင့်အောင်ကလက်ခံစစ်ဆေးခဲ့ပြီးစက်တင်ဘာလ22ရက်နေ့မှာတရားလိုကိုစတင်စစ်ဆေးဖို့ချိန်ဆလိုက်ပါတယ်။ တပည့်တော်ကျင်းစင်တော်ကျင်းနီစီမံကိန်းကိုမြမစီပွားရေးဥပိုင်ကုမ္ပဏီလီမိတက်နဲ့တရုတ်ဝမ်မောင်ကုမ္ပဏီတို့အကျိုးတူပူးပေါင်းလုပ်ကင်နေကြတာပါကျမခင်မင်းဆိုပါရှင်